အခန်းကမိမိကိုနှင်းစိမိမိထိမ့်သိမ့်နိုင်ခြင်းဤစာအုပ်ဒီဗရာယေစာအုပ်မဟုတ်ပါတွယ်ဝိုက်တော်ဤဖြင့်ဗရာယေစီတို့ဆွဲဆောင်သားရင်လည်းရည်တန့်ခြင်းလုံးဝမရှိပါစစ်စစ်အားဖြင့်စိတ်တဲ့အင်အားကိုအသုံးပြုတတ်ခြင်းအားဖြင့်လူသားတို့အားမိတို့အကျိုးရှိသည်နည်းဆိုသောအချက်များကိုလေ့လာဆွေးနွေးတင်ပြရန်အတွက်သာဒီစာအုပ်ကိုရေးသားခြင်းဖြစ်ပါသည် အထူးသဖြင့်လူတိုင်းတွင်တကိုယ်ကြည့်သောအသွင်စိတ်ရှိနေကြောင်းနှင့်ထိုအသွင်စိတ်ကိုအကျိုးရှိအောင်မြည်သွို့မြည်ပုံသုံးဆနိုင်သည့်အကြောင်းကိုသိပ္ပံနှင့်စိတ်ပညာရှင်များတွေ့ရှိချက်များကို၎င်းမိမိတွေ့ရှိယူဆချက်များကို၎င်းဆွေးနွေးတင်ပြရန်နာဖြစ်ပါသည်။တို့ရတွင်ဤစာအုပ်သည်ဟိုတနီယာဒီတနီယာတို့တွင်ဗုဒ္ဓကျမ်းစာမှကောင်းထုတ်ချက်များပါရှိပါသည်။သူတို့ဖြစ်ပြရခြင်းမှာစိတ်ပညာရှင်များ၏အဓိပတိဖြစ်သောဗုဒ္ဓ ရှင်တော်မြတ်ဤညံတော်အနန္တမှထွက်ပေါ်လာသည့်တရားတော်များနှင့်မလွဲမမားနိုင်သောအချက်လက်များဆင်ခြင်မိခြင်းအပြင်ဗုဒ္ဓတရားသည်စိတ်ပညာရဲ့နှင့်တစ်ထက်တည်းတိုက်ဆိုင်နေသည်ကိုတွေ့ရှိရသောအခါစိတ်ပညာလိုက်စားသူတို့အကျိုးများစီရင်အတွက်သာဖော်ပြခြင်းဖြစ်ပါသည်ဤလောကတွင်မှန်ကန်သောအကြောင်းတရားများနှင့်မာယွန်းသောအကြောင်းတရားများဟု၍နှစ်မျိုးရှိပါသည်မှန်ကန်သောအကြောင်းတရားတစ်ခုသည်ခရစ်တော်ကမွေးဟာသည်ဖြစ်စေဗုဒ္ဓကဟောပြောသည်ဖြစ်စေ သိပ္ပံပညာရှင်များကပြောဆိုသည့်ဖြစ်စေနှမျိုးမကွဲပြားတထက်ထဲတာဖြစ်ရပါမည်။တင်ချာပု္ပ္ပာတစ်ခု၏အဖြေကိုတောင်းတာအများထောက်ကြလင်အဖြေမှန်သည့်တစ်ခုတည်းသာရှိ၍အဖြေမှားသည့်သာအမျိုးမျိုးကွဲပြားနိုင်တဲ့ကဲ့သို့ဥပမာပေးရပါမည်။ယခုလည်းမိမိကိုယ်နှင့်စိတ်ကိုမိမိထိန်ထိန်ချင်း၏အကျိုးရှိကြောင်းကိုဗုဒ္ဓမြတ်ဖျားကဟောခဲ့တဲ့ကဲ့သို့စိတ်ပညာရှင်များကလည်းစိတ်ပညာလိုက်စားသူအတွက်ထိုအချက်သည်အထူးပင်လိုအပ်ကြောင်းပြောတည်ကိုဤခန်း၌တွေ့ရပါမည်။ ယေအကျဉ်သူတို့သည်စိတ်တန်စိတ်ကိုတယမေတန်တိကောင်းစွာဆောင်ထိန်နိုင်ကြကုန်၏တေထိုသူတို့သည်မရဗန္ဒနာမန္နဤအနောက်အဖွဲမှဟောနောက်ဆက်ဖြစ်စီခြင်းမှ မောက်ခန္တိလွတ်ကြကုန်၏ စိတ်ကိုကောင်းစွာထိမ့်သိမ်းခြင်းအပြင်ဘေးအန္တရာယ်မှလွတ်မြောက်နိုင်သည်ဟုဗုဒ္ဓဟောကြားတကယ်သို့တကြံများစွာကိုရေးသားခြင်းအပြင်ကမ္ဘာကျော်စာရေးဆရာကြီးဖြစ်လာသူနပိုလီယံဟီလ်ကလည်းသူရဲ့စာအုပ် The Law of Success တွင်အပါအတိုင်းရေး၏ It is the first that the majority of the man's grief come about through lack of self control. လူတအူးဤစင်ရဲ့ ဒုက္ခရဲ့အများစုမှာမိမိကိုမိမိမထိန်သိမ်းနိုင်ခြင်းကြောင့်ဖြစ်ရသည်ဆိုသောအချက်မှာအမှန်တရားပင်ဖြစ်လေသည် Study the record of these who the world call great and observe that every one of them process the quality of self control ကပ္ပလူသားများကကြီးမြတ်သူဟုခေါ်ဆိုထားသည့်ပုဂ္ဂိုလ်များ၏အကြောင်းအရာများကိုလေ့လာကြည့်ပါထိုပုဂ္ဂိုလ်တိုင်းတွင်မိမိကိုမိမိထိမ့်သိမ်းနိုင်သည့်အရေးချင်းရှိကြောင်းတွေ့ရှိရမည်ဖြစ်သည် if you neglect to exercise self control you are not only likely in injure injury other but you are sure to injure yourself တင်ဒီအကယ်၍မိမိကိုမိမိထိမ့်သိမ်းနိုင်ခြင်းကိုပေါပေါပါပါသဘောထားနေပါလင်တင်အတွက်ကြောင့်တခြားသူများကိုသာထိခိုက်နစ်နာဖွယ်ရအကြောင်းပေါပေါလာစေတီမဟုတ်တင်ကိုတင်လဲထိခိုက်နစ်နာစေမီမှာတေချာပါသည်အထက်ပေါ်ပြပါစာပိုက်၃ပိုက်အပြင်နပိုလီယံဟီးလ်က သူစာအုပ်တွင်လည်းသူကိုယ်တိုင်ကြုံတွေ့မှုတွေမိမိကိုယ်ကိုမိမိထိသိမ်းနိုင်ခြင်းတွေမထိသိမ်းနိုင်ခြင်းတို့အကျိုးပြများကိုရေးသားထားရ၌အပ္ပဖြစ်ရနှစ်ခုတွင်စိတ်ဝင်စားဖွယ်ရာအထူးကောင်းပါသည်ဤတွင်ဤတို့ရေဤ မိမိကိုမိမိမထိန်ထိန်နိုင်ခြင်းအကျင့်မှာလွန်စွာအကျင့်ပြပြစေသည့်ကုန်ပစ္စည်းအယောင်သမားများ၌ရှိတတ်သော အပြောချက်တစ်ခုဖြစ်သည့်ကုန်ပစ္စည်းဝယ်ယူမိသူတို့မှအယောင်သမားမကြားခြင်းသည့်သုံးတရားသောစကားကိုပြောဆိုလျှင်မိမိကိုမိမိထိန်ထိန်နိုင်သောအရေးချင်းမဲ့နေသောထိုအယောင်သမားကပြန်၍နှုတ်လန့်ထိုးသောအခါအယောင်ဝယ်ကိစ္စမှာပြပြသွားနိုင်လေသည် ချီကာဂိုမြို့ရှိကုန်ဆိုင်ကြီးတစ်ခုတွင်ကျွန်ုပ်မြင်တွေ့ခဲ့ရသောဖြစ်ရပ်တစ်ခုမှာမိမိကိုမိမိထိမ့်သိမ့်နိုင်ခြင်း၏အကျိုးရှိပုံကိုဥပမာပေးဖော်ပြရန်အလွန်ကောင်းပါသည်ထို့ဆိုင်တွင်ဈေးဝယ်ခြင်းနှင့်ပတ်သက်၍မကျေနပ်ချက်များရှိလျှင်တိုင်ကြရန်ဌာနတစ်ခုသို့ထို့ဆိုင်တွင်ထားသည် ဇေဝဲ့သူတို့များအနက်ထိုသူဤဆက်ဆံပုံကိုမကျေနပ်သဖြင့်တိုင်ကြားလို့သူအမျိုးသမီးများသည်တန်းစီလည်းရှိကြသည်ဇပွဲတွင်တာဝန်ခွဲအမျိုးသမီးငယ်တူထိုင်လည်းရှိလေသည်မကျေနပ်သူအမျိုးသမီးချင်းများလည်းတူပြီးတူသူတို့မကျေနပ်ချက်များကိုတာဝန်ခံအမျိုးသမီးတူအားပြောကြသည်တချို့သောအမျိုးသမီးများမှာလွန်စွာစိတ်ဆိုးလည်းရှိလေရာအလွန်ရုပ်ဆိုးသောမချက်များဖြင့်တဘာဝမကျသောစကားများဖြင့်ရိုင်းပြစွာပြောဆိုတိုင်တန်းကြသည် ဤစပွဲပေါ်တွင်ထိုင်လင်းတန်ကြားပြောဆိုချက်များကိုလက်ခံနေသူအမျိုးသမီးမှာတန်ကြားသူများဤမျက်နှာထားမှုံမှုံတုတ်တုတ်စိတ်ဆိုးမှန်ဆိုပြောနေခြင်းကိုမိတို့များစိတ်ဆိုးခြင်းမျက်နှာပြက်ခြင်းမရှိပဲအေးအေးဆေးဆေးနဲ့သူမ၏တာဝန်ကိုထမ်းဆောင်နေသည်သူမသည်ပြုံးရှင်သောမျက်နှာချနှင့်ယဉ်ကျေးကျေးအင်ဒရီမပြတ်ဖြင့်ဈေးဝယ်လာသူများအားအလိုက်တအလျင်တကူညီညွတ်ကြပေးနေသည်ကိုတွေ့ရသည်ထို့အခါကျွန်ုပ်မှသူမ၏မိမိကိုယ်ကိုထိမ့်သိမ့်နိုင်စွာကိုအံ့ဩမိသည်ထိုတာဝန်ခံမျိုးသမီး၏နောက်တွင်တက်တဲ့ နေရာတွင်တခြားမျိုးသမီးတို့ဦးမှာမသက်ရက်လျက်ရှိနေသည်မကျေနပ်သူမျိုးသမီးတို့ဦးဤပြောချင်းတလို့ပြောကြားချက်များကိုဆရာရက်တစ်ခုပေါ်တွင်ရေးမှတ်လက်ထိုစာအုပ်ကိုထိုင်နေသူမျိုးသမီးရှေ့သို့ချပေးပြီးအလုပ်ကိုမတက်ရက်နေသူမျိုးသမီးကဆောင်ရွက်ပေးရလေသည်တို့ရတဲ့ထိုစာရွက်များတွင်တန်ကြားသူများဤပြောစကားလို့ရင်အတူချုံများသာပါရှိပါသည်ထိုရေးသားချက်များတွင်ဈေးဝယ်လာသူများဤဒေါ်ရာနှင့်ပြစ်တင်ပြောဆိုချက်များကိုခြံလန်းထားလေသည် ဇေဝလာဒူတာဤမကျေနပ်ချက်များလက်ခံပြီးလို့တလို့ဆောင်ရွက်ပေးနေသူတာဝန်ခံအမျိုးသမီးမှာလုံဝနာမကြသူဖြစ်လေသည့်ဒီမအီနောက်မှရက်ကဒီမအာကူညီပေးနေသောအမျိုးသမီးသည်ဆောင်ရွက်များပေါ်တွင်လိုအပ်ချက်များကိုသာရေးပြီးတာဝန်ခံအမျိုးသမီး ဤခြေတို့ချပေးခြင်းဖြစ်လေသည်ဤအချက်ကိုတည်လိုက်ရတော့အခါကျွန်ုပ်မှထို့အစီအစဉ်ကိုများစွာသဘောကျပြီးကွန်ဆယ်ဆိုင်ဤမန်နေဂျာကိုထို့အကျိုးကြောင်းကိုတည်ရန်ဝင်တွေ့ပါသည်အင်မတန်အရေးကြီးသောဤမျိုးသမီးဤနေရာတွင်ထရှိသောမိမိကိုမိမိထိန်းသိမ်းနိုင်သူအခြားသူများမရှိနိုင်သည့်အတွက်ယခုကဲ့သို့နာမကျသောအမျိုးသမီးတူကိုထားရခြင်းအကြောင်းကိုမန်နေဂျာကကျွန်တော်အားပြပြလိုက်ပါသည်စိတ်ဆိုးမှန်ဆိုးဖြစ်နေသောတိုင်တန်းရန်တန်းစီနေကြသူအမျိုးသမီးများကိုကျွန်တော်စောင့်ကြည့်အကဲခတ်မိပါသည်တန်းစီနေသောလူများဤ ထိတ်တွင်စပွဲတွင်ညနာပြင်းပြင်းရွှေ့ရွှေ့နှင့်အမျိုးသမီးငယ်၏ဆက်ဆံပုံမှနှစ်သက်ဖွယ်ရာဖြစ်သည့်တန်တန်းလို့သူအမျိုးသမီးတချို့မှမူလကဝင်းပလေများကဲ့သို့အနေထားရှိနေကြတော့လေပြုံးရွှင်နေသူတာဝန်ခံအမျိုးသမီးနှင့်တွေ့တော့အခါမှန်ရှိသောသူများဖြစ်သွားတကယ်သို့တွေ့ရသည့်အဘဲကြောင့်ဆိုသောတာဝန်ခံအမျိုးသမီးငယ်၏မိမိကိုမိမိထိမ့်သိမ့်သိမ့်သိမ့်နေနိုင်ခြင်းကစိတ်ဆိုးနေသောအမျိုးသမီးများအားသူမကိုသူမတို့ပြန်ပြီး စိတ်ဆိုးနေမိခြင်းအတွက်ရှက်စိတ်ဝင်လာတော့ကြောင်းဖြစ်လေသည်ထို့အချိန်မှစ၍ကျွန်ုပ်သည်တပားတူဤပြောစကားကြောင့်ကျွန်တော်စိတ်ဆိုးမိတဲ့အခါတိုင်းမိမိကိုမိမိထိမ့်သိမ့်မြဲတည်ငြိမ်သူရှိနေသူထို့အမျိုးသမီးကိုအာရုံပြုမိလေတော့သည်ဆက်လက်၍နပိုလီယံဟီလ်ကမိမိကိုမိမိထိမ့်သိမ့်နိုင်ခြင်းကြောင့်အကျိုးရုပ်ပုံအဖြစ်မှန်တစ်ခုကိုအပအတိုင်းရည်သားထားပါသည် ရုရှားလူမျိုးမိတ်ဆွေတူဦးဒီပုံနှိပ်အလုပ်တစ်ခုကိုအမေရိကန်ရှိထုတ်ဝေသူတူအားအနန္ယကျွန်တော်ထံရောက်ရှိလာသည်ကျွန်ုပ်ဒီသူအားကျွန်ုပ်ဤမိတ်ဆွေပုံနှိပ်လုပ်ငန်းပိုင်ရှင်တန်တို့ခေါ်သွားပြီးဆက်သွယ်ပေးရ၏ရုရှားလူမျိုးမှာအင်္ဂလိပ်ဘာသာစကားကိုရေးလေလေပြောတတ်သူမဟုတ်အင်္ဂလိပ်စကားကိုဖြစ်ကလက်ဆန်ပြောဆိုတတ်သည့်တို့ရာ ုတ်နေဆိုင်ပိုင်ရှင်မှာသူစကားအတိုင်းနားလည်ရန်ခက်ခက်ခဲခဲဖြစ်နေသည်ရုရှားလူမျိုး၏ပြောဆိုချက်တွင်ပုံနေလုပ်ငန်းပိုင်ရှင်သည်ပုံနေချင်းလုပ်ငန်းကိုအရေးချင်းမီအောင်ဆန်းဆောင်နိုင်ခြင်းရှိပါရဲ့လားဟုတော့အတိပယ်ပါတော့စကားတစ်ခုပါတော့သည်ထိုအခါပုံနေပိုင်ရှင်ရုတ်တရက်အားဖြင့်သူကိုယ်သူမထိန်းနိုင်တော့တဖြင့်လွတ်ကနေပြန်ပြီးနှုတ်ကြုံလေတော့သည်ခမည်းတော် community ဟာအတော်ခက်တာပဲခမရတို့ဟာတကဘာလုံးမှာရှိတဲ့များတခြားလူတွေနဲ့ဘရောမအယုံကြည်မရှိကြဘူးအဲ့ဒါဟာခမရတို့ရဲ့ အမြင်တူမှုတစ်ခုပဲထိုစကားကိုကြားရတော့အခါကျွန်ုပ်ဤမိတ်ဆွေ for civility ကျွန်ုပ်ဤအနည်းတွင်တရားစစ်ဖြင့်တို့ပြီးကျွန်ုပ်တို့အနီနာတို့တို့ကတူတူပြောသည်ဒီလူကြီးလူကောင်းဟာအခုတဲပြီးနေကောင်းပုံမရဘူးဒီတော့သူနေကောင်းတဲ့အချိန်ကြမှာကျွန်တော်တို့နောက်တစ်ချိန်ပြန်လာကြတာပေါ့တို့တော့မိတ်ဆွေ civility ထိုပုံနေထွေသူထံမှမိတိအခါမှပြန်ရွေးမလာတော့ပါဒူဒီတခြားပုံနေထွေသူထံသွားပြီသူဤပုံနေအလုတ်ကိုအနှံလိုက်ပါတော့ဒီထိုအခါကျမှကျွန်ုပ်တို့တွက်ချက်တော့အခါထိုပုံနေလုပ်ငန်းအပေါ်မှာဒေါ်လာတသောင်းအမြန်ရရှိရန်တွေ့လေသည်နောက်တစ်ကြိမ်ထပ်မံ၍ကျွန်ုပ်ဤမိတ်ဆွေပုံနေထွေသူနှင့်တွေ့တော့အခါတွင် သူအားကျွန်တော်အားသူပြောသောစကားမယွင်သွားသည့်ကိုစိတ်မကောင်းစွာဖြင့်တောင်းမှန်ပါသည်။တောင်းမှန်စကားပြောကြရာတွင်သူအဘဲကြောင့်မာသားသည့်ကိုအကြောင်းပြရ၌မင်းညာက ကျက်စင်သားကင်ပါသောသမင်စပွဲ၌သူအစာလွန်သွားပြီးအစာမကြေဖြစ်နေသည့်အတွက်ကြောင့်မှဟူစင်ကြေပေးလေသည်ရေဘူးရအဖျင်းအောက်ခြေမှဆာပြီးအလုတ်ကြီးအကန်ကြီးတမဘွားအစင်တို့ရောက်ရှိလာကြသူများမှများတော့အဖျင်းသူတို့ကိုသူတို့ထင်းထင်းတိတ်တိတ်နေထိုင်ပြောဆိုတတ်ခြင်းများကိုအရင်သိခဲ့ကြသူများဖြစ်လေသည်ထို့အတူစိတ်တကူမြင့်မှခံခံပြီးအမြင်မှုကိုရရှိအောင်ကျက်ဆောင်နေသူများစိတ်ပညာတမာများတီလဲမိမိကိုမိမိတို့အမြဲတစေထိမ့်ထိမ့်ပြောဆို နေထိုင်လောက်ကအာယုံပြုနေသူများကိုတတိမလင့်အောင်ကြိုးစားရန်ဒီနံပါတ်၁လေ့ကျင့်ခန်းအနေဖြင့်အမှန်ပင်လို LED မိမိကိုမိမိထိမ့်သိမ်းနိုင်ရန်အတွက်ရွှေဥစွာအခြေခံအားဖြင့်လေ့ကျင့်ခန်းတစ်ခုကိုအမြဲတမ်းလက်ကင်ထားရန်လိုအပ်သည်၎င်းတို့မှာနံပါတ်၁ဥပိ္ပကထားရန်လိုတော့အခါဥပိ္ပကထားပြီးနေရန်နှင့်နံပါတ်၂ခန်တီတိခန့်စိတ်ထားရန်လိုအပ်သည့်အခါတိုင်းတိခန့်စိတ်ထားရန်ဖြစ်လေသည်တိခန့်စိတ်ဆိုရနာအနိုင်ခံခြင်းသာ မယူဆအပ်အေးဒဏ်အပူဒဏ်ဒုက္ခဒဏ်များခံယူခြင်းတင်ကလည်းခံယူခြင်းများပါဝင်သည်အောင်မြင်ရန်အတွက်စိတ်ပညာလိုက်စားသူများသည်ထိုတရားနှစ်ပါးနှင့်ပြည့်စုံသောအခါတွင်မိမိကိုယ်မိမိတို့ထိမ့်သိမ်းနိုင်ခြင်းစိတ်မှာအလိုလျောက်ပင်ပေါ်ပေါ၍လာမည်ဖြစ်လေသည်ဤသဘောတရားကိုကျွန်ုပ်ဆင်ခြင်မိခြင်းမှာလေဒီဆရာတော်ဖျားကြီးဤမြတ်တော်ယောက်ျားဒီပတိချံစာမျက်နှာ66 68 69၌ပါရှိသော ဥတ္တမပုရိတာတရားစများကိုဖတ်ရှုရမှာဖြစ်ပါသည်ဆရာတော်ဘုရားကြီးရေးသားချက်မှာအပါအတိုင်းဖြစ်လေသည်ခန္တီတီတတဝရုပြုသောအမှု၌တိခန့်ခြင်းအချမ်းအပူစသောအနေထားဓမ္မရု၌တိခန့်ခြင်းဟူ၍နှမျိုးရှိ၏တတဝရု၌တိခန့်ခြင်းမှာထင်ရှားပြီးဟိတတချမ်းမှုအေမှုနှိမ့်ဆက်မှုကိုလည်းခမောတိခန့်နိုင်သည့်ဟောဒီဖြစ်၏ဩနတ္တ ပူမှုအိုင်မှုနှိပ်စက်တီများကိုလည်းခမော်ဒီခန္ဓာဤဟောဒီဖြစ်၏ဤသို့အစာရှိတဲ့ပြေဟောကြတော်မူသောခန္ဒီမှုတို့သည်များစွာကိုဤဥပိ္ပခာစုတီဟာမိမိတို့ကြီးညိုလေးစားအပ်တော်သူပူဇော်တော်သူချီးမြှောက်တော်သူဟု၍လည်းတရားခင်မင်းစိတ်အထူးမရှိမိမိကိုပြစ်တင်ပြမာတော်သူညင်ပန်းနှိပ်ဆက်တော်သူကဲ့ရဲ့တော်သူဟူ၍လည်းမတတ်တာချင်းမုံချင်းမရှိ ထိုနှစ်ဦးတို့၏စိတ်နှမျိုးမရှိခြင်းကိုဥပေက္ခပါရမီဟုဆိုသည့်ခန္တီပါရမီနှင့်ဥပေက္ခပါရမီနှစ်ပါးခိုင်လုံမှသာလျှင်ပါရမီ၈ပါးတို့သည်ချောမွေ့နိုင်ကုန်၏အမိဝမ်းမမွေးဖွားရလာသောတငယ်သည်အမိဖတို့ကောင်းစွာဆောက်ရှောက်ရန်အသက်ရှည်ရေလူလားမြနိုင်ရန်အမိအဖတို့မဆောက်ရှောက်ကြကုန်မူအားမွေးဖွားရန်နေရာ၌ခြောက်သွေး၍တည်ဆုံကြကုန်လက်သက်ဤအတူမှခန္တီသည်အမိနှင့်သူ၏ပိစုတ် ဥပခာတိအဖာနေတူဤတိုရာတွင်ပုထုဇဉ်လူသားတို့သည်အမြဲမပြတ်ခန္တီနှင့်ဥပခာကိုပြုလုပ်ရမည်လို့ဟူစဉ်ကြည်ကြည်တင်သည်ခန္တီစိမ့်နှင့်ပါရမီစိမ့်ထားတတ်သောအမှုကိစ္စဟုံမဟုတ်ကိုမိမိအသိဉာဏ်နှင့်စဉ်ကျင်ကြည့်ရမည်ဖြစ်ပေသည်မိမိတို့အတွက်အများအတွက်ဖြစ်စေအကျိုးထွက်စေမည်အမှုကိစ္စများဖြစ်စေကောင်းမူမိမိကိုမိမိထိမ့်သိမ်း ခြင်းအဖြစ်သာထိုအကျိုးတရားကိုရရှိမည်ဆိုရင်ခန္ဒီမှုနှင့်ဥပိ္ခာမှုကိုပြုကိုပြုရမည်ဖြစ်လေသည်စင်စင်အားဖြင့်မိမိကိုမိမိထိမ့်သိမ်းနိုင်ခြင်းနှင့်ခန္ဒီစိတ်နှင့်ဥပိ္ခာစိတ်ထားခြင်းတို့သည်တစ်ခုကိုတစ်ခုအညမတသဘောထားပြီးအကျိုးပြုလျက်ရှိနေပေသည် အထုတ်အားဖြင့်ဆိုရရင်မိမိတို့ဤစိတ်ဓာတ်ကြီးတစ်ခုလုံး total mind twin conscious ခေါ်အမှားအမှန်အဖြူအမဲခွဲခြားသိမြင်တတ်သော စိတ်ဓာတ်ပါရှိနေသည့်ဖြစ်ရာထို conscious စိတ်ဓာတ်ကိုအသုံးပြုလက်ဆင့်ကျင်ကြည့်ချင်အားဖြင့်မိမိကိုမိမိတို့မြည်သည့်အဆင့်အတန်းအထိထိမ့်သိမ့်သိမ့်သိမ့်နေရမည်ဆိုသောအချက်နှင့်မိမိတို့သည်မြည်သည့်အဆင့်အတန်းအထိတိခန့်ခြင်းနှင့်ဥပိ္ပခာလိလူရှုခြင်းအမှု၎င်းထားရမည်ကိုသိတာမည်ဖြစ်ပေသည်လိုအပ်သည့်မှာ conscious စိတ်ထားသည့်အဆုံးဖြတ်ပေးနိုင်ရန်အတွက်လုံလောက်သောအချိန်ပေးပြီးစဉ်ကျင်စဉ်းစားရန်သာဖြစ်လေသည့်မိတို့ပင်ဖြစ်စေစိတ်ပညာသမားသည်မိကိုမိမိထိန်းသိမ်းနိုင်ခြင်းစိတ်ထားအဆင့်ကို ရှေးဥစွာရယူမိသားဖြစ်လေသည့်စိတ်ပညာဤမှန်ကန်သောသဘောတရားတစ်ခုမှမိမိကိုမိမိ မထိန်သိမ်းနိုင်တဲ့၍ကာလပတ်သုံးထိုတူတီမိမိ၏အတွင်စိမ့်နှင့်တခြားသူများအားထိန်သိမ်းကြည်ကျက်ခြင်းကိုကောင်းစွာပြုလုပ်နိုင်မည်မဟုတ်ဖြစ်လေသည်မိမိကိုမိမိထိန်သိမ်းနိုင်ခြင်းသည်နှံတတ်ကိုမလွင်မလွင်အားပြုလုပ်ခြင်းဖြင့်ရာ ထို့အခါကျမှမိမိ၏အသွင်းစိတ်ကလည်းအင်အားကြီးမားလာကမိမိအသည့်စိတ်၏ညွန်ကြားချက်များကိုအလွယ်တကူလိုက်နာဆောင်ရွက်ပေးမည်ဖြစ်လေသည်အသွင်းစိတ်ကတကယ်ဆောင်ရွက်သောအခါမှာတကယ်အမြင်မှုချီဖြစ်လေသည်မိမိပြောသည်များလုပ်သည်များကြံသည်များအရာရောက်၍အာအာမြင်မြင်ဖြစ်စေခြင်းလင်မိမိကိုမိမိထိမ့်သိမ့်နိုင်မှုအကျင့်ဆောင်ရမည်ဖြစ်လေသည်မိမိကိုမိမိထိမ့်သိမ့်နိုင်ခြင်းသည်အင်အားပင်ဖြစ်ပေသည်ထို့အင်အားသည်တကူကိုဖြစ်စေလေသည်မိမိကိုမိမိထိမ့်သိမ့်နိုင်ခြင်းအကျင့်များလေလေမိမိခန္ဓာ၌ အင်အားတွေစုပေါင်းပွားများလာလေလေပင်ဖြစ်လေသည် ထိုအခါ၌ကြီးမားသောတကူတွေကိုမိမိပိုင်ဆိုင်နေပြီဟုအလိုလိုပင်သိလာမည်ဖြစ်လေသည်ထိုအခါထိုအစင်းတို့ရလင်မိမိအတွင်စိတ်ကိုဖြစ်စေတခြားသူများကိုဖြစ်စေကုကဲနိုင်လေပြီဤအခါ၌မမိနေတင်သောအချက်များနံပါတ်၁စိတ်ကိုထိမ့်သိမ်းနိုင်သူများသည် အနောက်အရှက်အဖြစ်စီပေးမှလွတ်မြောက်ကုန်ကြ၏ဟုဗုဒ္ဓကဟောသည် နံပါတ်2ကြုံတွေ့ရသောဒုက္ခရဲ့အများစုသည်မိမိကိုမိမိမထိန်သိမ်းနိုင်ခြင်းကြောင့်ဖြစ်သည့်ကြီးမြတ်သော ပုဂ္ဂိုလ်ကြီးများကကဘာကအတိမတ်ပြုထားခြင်းခံရသူများတွင်ကိုကိုကိုထိန်သိမ်းနိုင်ခြင်းအရေးချင်းများရှိကြသည်မိမိကိုမိမိထိန်သိမ်းနိုင်မှုဂယုမပြုလင်သူတစ်ပါးကိုရောမိမိကိုပါခြိခိုက်စေလိုက်မည်ဟုနပိုလီယံဟီးလ်ကဆိုသည် နံပါတ်3ဒေါ်လာတသောအမြင်ရမည်ပုံနှိပ်လုပ်ငန်းတစ်ခုလာအပ်သူအားမိမိကိုမိမိမထိန်သိမ်းနိုင်သူပုံနှိပ်ပိုင်ရှင်တဦးသည်ပြန်ပြီးနှုတ်လန့်ထုံးမိသည့်ဖြင့်ထိုအလုပ်ကိုသူလက်လွတ်သွားခဲ့ရဘူးသည်နံပါတ်4မိမိကိုမိမိထိန်သိမ်းနိုင်ရန်အတွက်ပထမဆုံးခန္တီနှင့်ဥပိ္ပခာတရားနှစ်ပါးလက်ကင်ထားရန်လိုသည်နံပါတ်5မိဘနှစ်ပါးမဆောက်ရှောက်သောမွေးစားကလေးသည်တည်ဆုံးရမည်ဖြစ်ရာခန္တီတီအမိ ဥပိ္ခဒီအဖာနှင့်တူတီဟု လေဒီဆရာတော်ဖျားကြီးကဟောထားသည်နံပါတ်6မိမိကိုမိမိထိမ့်သိမ့်နိုင်တူတီတာနန္ဒတ်ကြီးမားသဖြင့်မိမိ၏အသွင်စိတ်နှင့်တခြားသူများကိုထိမ့်သိမ့်ကြည်ကြံ့နိုင်သည်နံပါတ်9မိမိကိုမိမိထိမ့်သိမ့်နိုင်ခြင်းအင်အားသို့မဟုတ်တကိုးကိုဖြစ်စေသည်ထိုအင်အားကိုအကျဉ်းချင်းဆူဆောင်းမင်းလင်ကြီးမားသောတကိုးကိုဖြစ်စေ၏နံပါတ်10မိမိကိုမိမိထိမ့်သိမ့်နိုင်သူ၏အတိတ်စိတ်ကညွန်ကြားမှသာလျှင် ထို့သူဤအတွင်ဆိုင်ကရှော့ရှော့ရှူရှူလက်ခံဆောင်ရွက်ပေးလေရှိသည်အတွင်ဆိုင်ကတကယ်လိုက်နာဆောင်ရွက်ပေးသောအခါအမြဲအမြင်သာချီဖြစ်လေသည်နံပါတ်ကိုမိမိကိုမိမိထိမ့်ထိမ့်တိမ့်တိမ့်နှိမ့်နိုင်သူတည်သာစိတ်ပညာသမားဤပထမဆုံးလိုအပ်ချက်ဖြစ်လေသည်